ယေရှုကိုဘာကြောင့်ကယ်တင်ရှင်လို့ခေါ်ကြတာလဲဒါကလေခရစ်ယာန်ဘာသာမှာတော်တော်လေးအရေးပါတဲ့မိခွန်းတစ်ခုပေါ့ဒီနေ့တော့အဲ့ဒီမိခွန်းရဲ့အဖြေကိုရှင်းရှင်းလင်းလင်းသိသွားရအောင်အဓိကချက်တွေကိုတစ်ခုချင်းစီတေးချာလေ့လာကြည့်ကြရအောင်ကဲဒီအကြောင်းကိုတည်တည်ချာချာနားလည်ဖို့ဆိုရင်လေအရင်ဆုံးအခြေခံကြားဆုံးမိခွန်းလေးတစ်ခုကိုအဖြေရှာကြည့်ဖို့လိုလာပြီအဲ့ဒါကဘာလဲဆိုတော့လူသားတွေရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာကတကယ်တော့ဘာများလဲဆိုတာပါပဲဟုတ်တယ် ဒီမေဟိုရဲ့ဖီကပဲနောက်လာမယ့်အကြောင်းအရာတွေအားလုံးအကွက်လန်ခင်ပေးတော့မှာပါခရိယန်သုံးသင်းချက်တည်းရဲ့အခြေခံအရာပြောရမယ်ဆိုရင်ပေါ့နော်အဲ့ဒီအကြီးမားဆုံးပြဿနာကိုစကလုံးတစ်လုံးနဲ့နဲ့ဖော်ပြလို့ရတယ်အဲ့ဒါကတော့အဖြစ်ပါပဲကဲဒါဆိုအဲ့ဒီအဖြစ်ဆိုတာကဘယ်လိုအကျိုးဆက်တွေကိုတည်ဆောက်လာတယ်လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ဒီချမ်းချက်ကိုကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်းပဲမြင်ရမှာပါအဖြစ်ရဲ့အခတနည်းအားဖြင့်ပြောရရင် အကျိုးဆက်ကတည်ခြင်းတရားပဲတယ် ဒီနေရာမှာတည်ခြင်းဆိုတာကလေရုပ်ပိုင်းဆိုင်ရာတည်ဆုံးတာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးအသက်ရဲ့အယဲမြဖြစ်တဲ့ဘုရားသခင်နဲ့လုံးဝကိုအဆက်ပြတ်သွားတာအဲ့ဒီဝိညာဉ်ရေးတည်ခြင်းကိုပါဆိုလိုတာပါဆိုတော့ဒီပြေတနာကဘလောက်တောင်ကြီးမားတယ်လဲဆိုတာဒီနေရာမှာစပြီးတော့ခန်းစားမိလောက်ပြီးထင်ပါတယ်အောက်ပြီးပြေတနာကိုတော့တည်သွားပြီဒါဆိုအဖြေကတော့ဘာဖြစ်မလဲအဖြေရဲ့ပမာဆုံးပိုင်းကတော့ယေရှုခရစ်တော်ရဲ့အသက်တာကိုယ်တိုင်ပါပဲအထူးသဖြင့်ပြောရရင်တော့ ကိုတော်ရဲ့စုံလင်တဲ့အသက်တာပေါ့ဒီနေရာမှာအဓိကကြားတဲ့အချက်ကအဖြစ်ကင်းစင်ခြင်းဆိုတဲ့အယူအဆပါပဲ။ဘာကြောင့်လဲဆိုတော့လေလူသားတွေရဲ့အဖြစ်အတက်အစာထိုပြီးပေးဆက်ဖို့ဆိုရင်အဖြစ်ရဲ့အဆွင့်အထင် လုံးဝမရှိတဲ့စုံလင်တဲ့သူတယောက်မဖြစ်မနေလိုအပ်ခဲ့လို့ပါပဲ။ဒါဟာဒီအဖြစ်ရဲ့အရေးကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်ဖြစ်တာပေါ့။ကဲဒီအချက်ကိုကျမ်းစာကဘလို့တည်တည်ပြထားလဲကြည့်အောင်။ပထမအချက်ကတော့လေယေရှုဟာကျွန်တော်လိုပဲစုံတမ်းတော့ရခြင်းအမျိုးမျိုးကိုခံနေတာဒါပေမဲ့ ကိုရောဟာအပိနဲ့လုံးဝကင်းစင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာတာမန်လူသားတွေနဲ့လုံးဝကွဲထွက်သွားတဲ့အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အယူဆတစ်ခုကတော့အစားထိုးခြင်းဆိုတာပါပဲ။ဒီကြမ်းချက်ကအဲ့ဒါကိုရှင်းရှင်းလင်းလင်းရှင်းပြထားတာတွေ့ရမှာပါ။အပြစ်မရှိတဲ့သူကအပြစ်ရှိရကျွန်တော်တို့အားလုံးရဲ့နေရာမှာဝင်ပြီးတော့အပြစ်ရဲ့အကျိုးဆက်ကိုခံယူပေးခဲ့လေ။အာအဲ့ဒီတော့အထိပယ်ပါပဲ။ဒီချက်ကိုပို့ပြီးခိုင်းမာတော့အောင်ထက်ပြောရင်ကိုရောရဲ့အတ္တတာမှာအပြစ်မရှိဘူး။ နှုတ်တော်မှာတော့ဖျက်ဖျားခြင်းမရှိဘူးလို့ဖော်ပြထားတာပါ။ဒါကြောင့်မလို့ကိုရဲဆွန်လင်းတဲ့အတ္တဟာကဲတင်ကြီးအစီအစဉ်တစ်ခုလုံးရဲ့အခြေခံအုံမြင့်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဟုတ်ပြီ။ဆွန်လင်းတဲ့အတ္တအဖျင်ကိုတော်မှာလူသားတွေကိုကဲတင်နိုင်တဲ့တန်ခိုးနဲ့အခွင့်အာတကယ်ပဲရှိတယ်ဆိုတာကိုတော့ဘလို့တက်တက်ပြားဟဲ့တယ်လဲ။ကဲအခုအဲ့ဒီအကြောင်းကိုစပြေကြည့်လိုက်ကြအောင်။ဒီနိုင်ရှင်ချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေ။ အဲ့ဒီခေတ်ကဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ကျမ်းပြူဆရာတွေရဲ့တွင်တင်မုံနဲ့လုံးဝမတူပဲနဲ့ယေရှုရဲ့တွင်တင်ချက်တွေမှာအခွင့်အာဏာအပြုအဝရှိတယ်ဆိုတာကိုမဿဲခရစ်ဝင်ကျမ်းမှာအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။ကိုရရိုရဲ့အခွင့်အာဏာကဖိလောက်တောင်ထူခြားတယ်လေဆိုရင်လေအဲ့ဒီခေတ်ကလူတွေဟာသူတို့အမြဲတမ်းကြားနေကြတွင်တင်မှုတွေနဲ့လုံးဝကိုကွာခြားနေတဲ့အတွက်အကြီးကျယ်အံ့ဩခဲ့ကြတယ်လို့ဒီကျမ်းချက်ကဖော်ပြနေရပါ။ဒါကသူတို့အတွက်တခါမှမကြုံဘူးတဲ့အတွေ့အကြုံတစ်တခုဖြစ်ခဲ့ပုံပါပဲ။တွန်တင်ချက်တီချိပါတော့မဟုတ်သေးဘူး။ ကိုရောဖြူခဲအံ့ခွေမှုတွေကလည်းကိုရောရဲ့တန်ခိုးကိုရှင်းရှင်းလင်းလင်းပြထားခဲ့ပါတယ်။ဥပမာဖျားနာခြင်း၊နတ်ဆိုးတွေရဲ့နောင်ရမှု၊တဘာဝတရား၊နောက်ဆုံးသေခြင်းတရားပေါ်မှာပါကိုရောရဲ့အာနာစက်တက်ရောက်ခဲ့တာကို တွေ့ရမှာပါ။ဒါဆိုရင်အဲ့ဒီအံ့ခွေမှုတွေရဲ့ရည်ရွယ်ချက်ကတကယ်တော့ပါလဲ။ဒီကြမ်းချက်ရဆိုရင်ရည်ရွယ်ချက်ကအရန်ရှင်းပါပဲ။ ကိုတော်ဟာဖျားသခင်ရဲ့သားတော်ဖြစ်ခဲ့ဆိုတဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ပြီးတော့လူတွေရဲ့ယုံကြည်ခြင်းကိုတည်ဆောက်ပေးဖို့ပါပဲ။ကဲအခုဆိုရင်တော့ကိုတော်ရဲ့အတ္တတာနဲ့အမှုတော်ရဲ့အမြင့်ဆုံးအထုအထက်အဓိကအရေးကြီးဆုံးအဖြစ်ဖြစ်စီကိုရောက်လာပါပြီ။အဲ့ဒီအဖြေကတော့လောကကတိုင်မှာရှိနေခဲ့ပါတယ်။ဟုတ်ပါတယ်။ဒီဖြစ်ဖြစ်ဟာခရစ်ယာန်ယုံကြည်ချက်တစ်ခုလုံးရဲ့ဗဟုချက်မှာပဲဖြစ်ပါတယ်။လောကကတိုင်မှာအတိခံရခြင်းရဲ့နောက်ွယ်ကအဓိကတွန်းအားကဘာလဲဆိုတော့မေတ္တာတရားပါပဲ။ လူသားတွေအပြစ်နဲ့ပြည့်နေတဲ့အချိန်မှာတော့သူတို့အတွက်အသေးခံပေးခဲ့တဲ့အတွက်ဒါဖရာသခင်မေတ္တာကိုအထင်ရှားဆုံးပြသလိုက်တာပဲလို့ဒီကျမ်းကဆုလိုချင်တာပါဒီအထွတ်အထိပ်အဖက်ပြက်ကိုအဆင့်30နဲ့ရှင်းရှင်းလင်းလင်းမှတ်ထားလို့ရပါတယ်ပထမဆုံးကိုရောဟာကျွန်တော်တို့ရဲ့အပြစ်တွေအတွက်အသေးခံခဲ့တယ်ဒုတိယအချက်သင်္ကြိုချင်းခံခဲ့ရတယ်ပြီးတော့အရေးအကြီးဆုံးက၃ရက်မြောက်တဲ့နေ့မှာတေချင်းကနေပြန်လဲထမြောက်ခဲ့တယ်ဆိုတာပါပဲရှင်ပြန်ထမြောက်ခြင်းရဲ့အရေးပါမှုကတော့ဒါပါပဲ။ တာဟာအပြစ်နဲ့တေချင်းတရားကိုအပြစ်အပြက်အောင်နိုင်ခဲ့တယ်ဆိုတဲ့အဆုံးစွန်တက်တည်ဖြစ်ပြီးတော့အစမပြောခဲ့တဲ့ပြဿနာကြီးကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီဆိုတာကိုပြသလိုက်တာပဲဖြစ်ပါရဲ့။ဒါဆိုရင်ဒီအောင်ကွဲကကျွန်တော်တို့အချင်းစီတဲ့ဘာကိုဆိုလိုတာလဲ။ဘလို့အကျိုးတက်ရောက်မှုချီတယ်လဲ။ကဲအခုနောက်ဆုံးအပိုင်းမှာတော့ဒီအဖြစ်ရဲ့လက်တွေ့ကျတဲ့ရလဒ်တွေကို လေ့လာကြည့်ကြပါမယ်။အစမပြောခဲ့သလိုပေါ့အပြစ်ရဲ့အခဲကတေချင်းဖြစ်ပေမဲ့ ဒီအောင်ပွဲရဲ့ရလည်ကားတော့ထာဝရအသက်ဖြစ်လာပါတယ်။အရေးကြီးတာကဒါကိုယ့်ရဲ့စူးစမ်းမှုနဲ့ရယူရတဲ့အရာမဟုတ်ဖြစ်ဘုရားထင်ကပေးတဲ့စုကျေးဇူးတစ်ခုအဖြစ်ဖော်ပြထားတာပါပဲ။ဒါကြောင့်အနစ်ချွတ်လိုက်မယ်ဆိုရင်ရရှိလာတဲ့အထူးအချိုးကျေးဇူးတစ်ခုကတော့အပြည့်ရဲ့ချီနောင်မှုကနေလုံးဝလွတ်မြောက်သွားခြင်းပြီးတော့ဘုရားသခင်ရဲ့ပြတ်တော်နေခဲ့တဲ့ဆက်ဆံရေးကိုပြန်လည်ရရှိပြီးတင့်မြတ်သွားခြင်းလို့ပဲဖြစ်ပါတယ်။ကဲဒီနေ့လေ့လာခဲ့လာတဲ့ကိုပြန်ကြည့်မယ်ဆိုရင်ပြဿနာဖြစ်တဲ့အဖြစ်ကနေစပြီးတော့ စုံလင်တဲ့အသက်တာတန်ခိုးပါတဲ့အမှုတော်တွေပြီးတော့လဝကတိုင်ပေါ်ကအောင်ပွဲအထိကျွန်တော်တို့လေ့လာခဲ့ကြပြီဒီရတရားလုံးပေါင်းပြီးကယ်တင်ခြင်းဆိုတာကို ဖြစ်ဖို့စေခဲ့တယ်ဒါဆိုရင် နောက်ဆုံးခြံထားခဲ့ခြင်းတဲ့မိကွန်းကတော့ဒီကယ်တင်ခြင်းကိုလူတယောက်ကဘလူနီးနဲ့ကိုယ့်အတွက်ဖြစ်စေနိုင်မလဲအဖြေကတော့ဒီ slide ပေါ်မှာမြင်နေရတဲ့စကလုံးလေးထဲမှာပဲရှိနေပါတယ်ယုံကြည်ခြင်းပါပဲဒီအကြောင်းကတော့နောက်တစ်ချိန်မှာဆက်ပြီးဆွေးနွေးစရာကောင်းစဉ်ကောင်းတစ်ခုပါ